်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲဇယင်းမှားယွင်းမှုများကိုလူမှုကွန်ရက်တွင်အခြေတဝင့်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြည့်ရှင်းကြရန်ကျန်းဖို့ပါတီအတွင်ညွှန်ကြားရွေးကောက်ပွဲပုံရိပ်နှင့်စစ်တပ်ဂုံတိုက်ခါထိခိုက်မှုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်တပ်ကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲအတွက်မေဆရင်မှာရွေးမှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွင်အကြက်တဝက်တင်ခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ကျန်းဖို့ပါတီအတွင်ညွှန်ကြားလာကြောင်းကျန်းခိုင်ရေးပါတီသတင်းရှိမြစ်ကပြောဆိုပါသည်။စက်တင်ဘာလ30ရက်နေ့မှစတင်ပြီးအကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမေဆင်းများထုတ်ပြန်ခဲ့ပြီးမေဆင်းများတွင်တိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်အမအရွေးမြောက်များစွာပါဝင်လာခြင်းဖြစ်သည်။ ထို့သောမဲဆင်းများမှားရွင့်နေမှုကိုနေပြီးတော့နေမြေတွင်ရွေးကောက်ပွဲဝင်မိဘူးလက်လဆွေကလူမှုကွန်ရက်မှတက်စင်အကြီးအကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးနောက်ချမ်းဖို့ပါတီအတွင်ရင်းတို့မဲဆင်းမှားရွင့်မှုများကိုလူမှုကွန်ရက်တွင်တင်ချင်းပြောဆိုခြင်းဝေဖန်ခြင်းမပြုလုပ်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည်။မဲဆင်းကအမှားရွင့်ရှိတယ်ဆိုရင်သက်ဆိုင်ရာမျိုးနယ်ရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကိုင်ပါလူမှုကွန်ရက်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေရွေးကောက်ပွဲရဲ့ပုံရိပ်ကိုကြားဆင်းစေတဲ့ရွေးကောက်ပွဲကို ကျင်းပပြီးမဲ့တက်မတော်ရဲ့ဂုံတိတ်ခါကိုလည်းထိခိုက်စေတဲ့ပုံအဲဒါကြောင့်မေစီယံမှရင်ကော်မရှင်နဲ့မှန်အောင်လုံးမှန်အောင်စူးစမ်း Facebook ပေါ်မတင်နေ TikTok မတင်နေ Telegram မတင်နေဆိုပြီးနှုတ်နဲ့ညွှန်ကြားလာတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်။ထို့ပြင်တရားရဂိုင်းလုံးပြည်စုံမှတ်ကတ်သောမေစီယံမျိုးကဘာတွေမရှိကြောင်းထို့ကြောင့်မေစီယံမှရွေးမှုမှာဖြစ်တတ်သည့်သဘောဖြစ်ပြီးဖူးပေါင်းဆောင်ရွက်ညှိနှိုင်းမှုဖြင့်သာမေစီယံအမှန်ကိုဆောင်ရွက်နိုင်မည်ဟုချမ်းဖို့ပါတီအတွင်ရှင်းလင်းပြောဆိုလာကြောင်းသိရပါတယ်။ အကြံဖတ်စစ်တပ်ကခန့်အပ်ထားသောလူဝင်မှုကြီးကြပ်ရေးဝန်ကြီးလှမြင့်ဆိုသူကလည်းရွေးကောက်ပွဲအတွက်မဲစင်းများအချက်လက်ကွဲလွဲမှုမပြည့်စုံမှုနှင့်လိုအပ်ချက်များရှိနေကြောင်းပြည်သူများအနေဖြင့်မိမိအမည်မဲစင်းတွင်ပါမပါအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့လာရောက်ကြည့်ရှုနိုင်ရင်းနှင့်ပြင်ဆင်ပြည့်စွက်ရန်လိုအပ်ချက်များရှိပါကခါကန်ရှင်အနေဖြင့်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီတမတ်ပုံစံများဖြင့်ပြည့်စွက်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်ကြောင်းသတင်းထုတ်ပြန်ပြောဆိုထားပါသည် အကြံဖတ်မြောင်းလိုက်က2020ရွေးကောက်ပွဲတွင်မဲစီရင်မှားယွင်းသည့်များကိုအကြောင်းပြ၍စီအာနာသိမ့်ပြီးသမရဥဝင်မြင်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုမတရားဖန်ဆီးထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်ပါသည်ဆလပီလေးမျက်နှာမျိုးနဲ့မှတိုက်ပွဲတွေပိုပြင်းထန်လာစစ်တပ်ကအင်အားအများပြားဖြည့်တင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် အာရကတပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမျိုးနဲ့ကိုစစ်ကောင်စီတပ်ကရန်ကုန်နဲ့အေရဝတီတိုင်းကစစ်မှုရန်တင်တန်းဆွေးနွေးဆက်တိုက်ပို့ပြီးခုခံနေပါတယ်။အောက်တိုဘာ17ရက်နေ့မနက်ဝေလီဝင်းလင်းကအမိုးအုပ်စစ်ကားအစီး20ကျော်ဟာဇလုံနဲ့ဟင်္ဒရာမျိုးကိုဖျက်ပြီးလေးမျက်နှာမျိုးဘက်ကိုမောင်းသွားပါတယ်။မိုးမလင်းကဝေလီဝင်းလင်းမှာခက်မြန်မြန်မောင်းသွားတာဟင်္ဒရာမှာလမ်းမှာပြီးဝင်သွားလို့ မျိုးရဲလမ်းမှာပိတ်ဆို့နေသေးတယ်။ကားပေါ်မှာစစ်တင်တဲ့ဆင်းတွေအများကြီးပါလာတယ်လို့ဟင်္ဒရာမြို့လေတော်ရက်ကွက်ကဒေသခံတအုပ်ကပြောပါရယ်။စစ်ကောင်စီတပ်ကဆုံးရှုံးထားတဲ့တပ်ရင်းတပ်မဌာနချုပ်တိုင်းဌာနချုပ်တွေအပါအဝင်စစ်ရေးနိုင်ငံရေးအရာအချက်အချာကြပြီးနေရအချို့မျိုးရက်ရွာတွေကိုပြန်လည်သိမ်းပိုက်ဖို့နိုင်ငံအနှံ့ထိုးစစ်တွေပြုလုပ်နေကြောင်းနဲ့အေယာဝတီတိုင်းဒေသကလေးမျက်နှာမျိုးနဲ့မကွေးတိုင်းဒေသကနက်ရီကန်ပြူဟာဘကိုးတိုင်းဒေသကညောင်ကျိုးပြူဟာကုန်းတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့အေအေကအောက်တိုဘာ၁၀ရက်နေ့မှာထုတ်ပြန်ထားပါတယ် အဲ့ဒီနေရာတွေမှာစစ်ကောင်စီတပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်နေတိုင်းဒီပါတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်လေးမျက်နှာမြို့နယ်ဟာအီယာဝတီတိုင်းတဲကဟင်တရာအင်ကပူရေကြီးမြို့နယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။အဲဒီကစစ်ကောင်စီစခန်းတွေကိုဇွန်လဆန်းမှာအေအေနဲ့ပူးပေါင်းတပ်တွေစတင်တိုက်ခိုက်ခဲ့တာပေါ့။လေးမျက်နှာမြို့နယ်တဲကဆက်ဆက်ရွေကြီးရွာပါဝင်စခန်းတချို့ကိုအေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားတာပေါ့။ ပြီးခဲ့တဲ့ဩဂုတ်လတည်းမှာတော့ဒေသခံစစ်ပေးရှောင်တွေကိုနှစ်ရက်ကိုပြန်ပို့စစ်ကောင်စီကဖိအားပေးပြီးတချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်ဆင်တင်ခဲ့တာပါကြမ်းမင်းစစ်ကောင်စီတိုက်စုံမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့တယ်လို့လေချောင်းကနေလည်းနေ့စဉ်ဒီပါပုံကျင်းနေကြတာပေါ့။အေနဲ့ပူပေါင်းတပ်တွေတည်ယူထားတဲ့နေရာတွေကဟင်္တရာခရိုင်၊ကွင်းကောင်းမြို့မှာရှိတဲ့စစ်ကောင်စီတန်းမြင့်လေးချင်းရေးချောင်းတတကငားနဲ့လည်းမိုင်းနေငေတာကွာဝေးပါတယ်။ စစ်မှုတန်းတင်းတန်းဆင်းတွေကိုတတကငားစီပို့ပြီးစစ်ကောင်စီကအင်အားဖြစ်နေတာပါရခိုင်ကလည်းစစ်ကောင်စီတပ်ကအခြားတိုင်းနဲ့ပြည်နယ်ကတော့စစ်မှုတန်းအင်အားတွေကိုရန်ကုန်နဲ့အေရော်ဒီတိုင်းကတက်ဆင်းရခိုင်နယ်ဆက်ကိုပို့ခဲ့ပူပါတယ်တခါတလေမှပြန်စစ်ကားတွေပေါ်မှာပါလာတဲ့စစ်မှုတန်းတွေကအမိုးအုပ်ထားတဲ့ကားတွေပေါ်ကနေဖြူပြီးကြည့်နေတာမျက်နှာငယ်လေးတွေနဲ့တခါတလေကျတော့စိတ်လွတ်နေသူတွေလိုပဲစစ်တချင်းတွေအော်ပြီးမြို့ကိုဖြတ်သွားကြတာလို့ဇလုံမြို့ကန်တအူးကပြောပါတယ် စစ်မှုထမ်းတင်နန်းစင်းတွေဟာပိုက်ပွဲတွေမှာတိုက်စုံမှုတွေညှပြီးထွက်ပြေးတာတွေဖမ်းမိတာတွေရှိတယ်လို့ AA နဲ့ပူးပေါင်းတပ်တွေကထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းတင်နန်းစင်းတွေအနေနဲ့လက်နက်ချအလင်းဝင်ကြောက်ကိုလည်းတိုက်တော်ထားပါတယ်။လေးမျက်နှာမျိုးနဲ့ကတိုက်ပွဲတွေကြောင်းစစ်ပေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးကြဖို့အတွက် AA ဝတီတိုင်းတဲ့ကအရက်ဖက်လူမှုကူညီရေးလှုပ်ဆောင်နေသူတွေကတောင်းဆိုထားပါတယ်။လက်ရှိမှာလေးမျက်နှာမျိုးနဲ့အပြင်နေရီကန်ဖြူဟာနဲ့အညောင်ကျိုးဖြူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီးမြေပြင်တိုက်ပွဲတွေမှာအေအေနဲ့ပူးပေါင်းတပ်တွေအသာစီးရနေတယ်လို့သိရပါတယ်။အညောင်းနဲ့လေကြောင်းရံကောက်ကွက်ရေးစခန်းရှိတဲ့နေရီကန်ဖြူဟာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစတင်ဆုတ်ခွာနေပြီလို့အချို့ကပြောသလိုဖြူဟာဘေးကအတီးကစခန်းတွေကိုလည်းအေအေနဲ့ပူးပေါင်းတပ်တွေဇက်တိုက်သိမ်းယူနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လေမျက်နာမျိုးနဲ့နေရီကန်ဖြူဟာနဲ့ညောင်ချိုးဖြူဟာကုန်းတွေမှာတိုက်ပွဲတွေပြင်းထန်နေကြောင်းသာအေအေကသတိပေးထားပြီးအသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီးစစ်ရေးပြူဟာအရာအရေးပါတဲ့မန္တလေးမိုးကုတ်လမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့စစ်ကောင်စီကဖော့တော်လန်းစုံကိုအင်အားအများပြားနဲ့ထိုးစစ်ဆင်နေပြီးဒေါ်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကဒေါ်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ပြူဟာအရာအရေးပါတဲ့မန္တလေးမိုးကုတ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့နဲ့ဖြက်လေးပြက်ပုံစံမျိုးလှုပ်ဆောင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံသတင်းရေးမြစ်ကသတင်းဌာနကိုပြောပါတယ်။ အော်တိုဘားလ၁၀ရက်နေ့ညကစပြီးတော့စစ်ကောင်စီကထိုးစစ်ဆင်လာတာဖြစ်ပြီးတပိတ်ချင်းမြို့နယ်ခွန်းမိုင်လမ်းဆောင်ကနေဖော့တော့ဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။အင်အားများမဲ့ထင်းနေပြန်။အရင်ကတင်းမောနဲ့ပို့ထားတာကမိုးကုတ်မိုးမိတ်ဆင်ကူမရေယာကနေပြေးလာတဲ့တပ်တွေအကုန်စုနေတာဆိုတော့ဗျာ။ပြီးတော့လေးချောင်းကနေလည်းလာကျဲတယ်လို့အဆိုပါသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်၄ယောက်ကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။ မိုးကုတ်ပြူဟာတွေကဒီရက်ထဲ၄ရက်လောက်ကြာရပြောင်းအဓိကကတော့လေချောင်းပေါ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ကြားပြင်ကုန်ကားတစီလဲဂျုံထိမှန်ပြက်စီးခဲ့တယ်လို့သိရပါတယ်။တလန်လုံးဖျားစာရွတ်ပြီးအရှိရောအပေါ်ရောဂျုံဝဲနေလို့ချီပြီးစုံမောင်းလာရတယ်။မိုးကုတ်ရန်ကုန်မောင်းနဲ့တက်တန်းတချောင်းဒီလောက်ရင်မခုန်ခဲ့ဘူးဘူး။ကုန်ကားတစီလဲဂျုံထိတာတွေ့ခဲ့ရတယ်။ဖော့တော့လန်းစုံလဲမောနေတာပဲလို့ကားစရာတယောက်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်မနီကအော်တိုဘာ17ရက်ကစပြီးမိုးကုတ်လမ်းပိုင်းကိုတော်လန်ရေးတပ်တွေဘက်ကအရှာကြီးပိတ်ထားလိုက်ပြီးလို့မိုးကုတ်မြို့ကန်တယောက်ကသတင်းဌာနကိုပြောပါတယ်။ဖော့တော့လမ်းဆောင်ကနေပိတ်တယ်လို့ကြားတယ်။ဒီနေ့ကစအရှာကြီးပိတ်တာလို့ပြောပါတယ်။စစ်ကောင်စီတပ်ဟောင်းပြီးခဲ့တဲ့ဇူလိုင်လထဲမှာတပိတ်ချင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်မိုးကုတ်မန္တလေးလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ တပိတ်ချင်းမြို့နယ်အတွင်းမှာတအောင်တက်မတော် DNL အပါအဝင်မိုးကုတ်ပြူဟာမန္တလေး PDF နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတော်လှန်ရေးတပ်တွေကစေကောင်စီကိုတော်လှန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဆလပီ AA ထိုးစစ်ကြောင့်နှဲ့ရေကန်ပြူဟာတွင်စစ်ကော်မရှင်နှင့်စစ်ရင်တန်းဆက်နက်စီအင်အားအပြည့်ရောက်ရှိနေပြီးလေကြောင်းမှချပေးသည့်ခရရန်အများစုကို AA တပ်များရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အရကတက်တော် AAE ထိုးစစ်များကြောင့်နေရီကန်ပြူဟာစက္ကန်းကိုစစ်ကော်မရှင်တပ်များစုခွာနေရသည့်နောက် စစ်ကော်မရှင်ကအင်အားထပ်တိုးပို့ကောင်ကာကွယ်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။ရှမနီအော်တိုဘာ17ရက်နေ့တွင်မကွေးဘက်ကနေပြီးအရက်3ရင်အချိုအပန်းစစ်ရင်တန်းဆက်နစီအင်အားအပြည့်ဖြင့်အမှတ်905အမြောက်စကန်ခုတ်ခဲမှုဌာနချုပ်မာဆာခ905အတွင်ဝင်ရောက်လာကြောင်းသိရပါတယ်။စစ်ကော်မရှင်အမှတ်18စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ18ဤလက်အောက်ခံတပ်များကိုအင်အားဖြည့်ကူရန်ရောက်ရှိလာသောအဆိုပါစစ်ရင်တန်းတွင်စစ်မှုရန်တင်နန်းအမှတ်စဉ်15မှတင်နန်းစဉ်များအများဆုံးပါဝင်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည် လျင်ကတော့တအားကျနေတဲ့မာစာခတဲ့ကိုအင်အားအပြည့်ပါတဲ့ကားတွေဇက်တိုက်ဝင်နေတဲ့နိုင်ရခန်နားမှာတော့တိုက်ပွဲပြင်းထန်နေတဲ့ဟုမကွေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောပါတယ်။ထို့ပြင်ယမန်နေ့အောက်တိုဘာ17ရက်နေ့တွင်နိုင်ရခန်ပြူဟာမှထွက်ပြေးသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုလေကြောင်းမှကာပစ်ပေးပြီး WA အမျိုးအစားလျှင်ဖြင့်လက်နက်ခဲယမ်းထုတ်များကိုချပေးခဲ့ရာအများစုကို AA တပ်ဖွဲ့ကကောက်ယူရရှိခဲ့ကြောင်းဒေသတွင်းတရင်ရင်းမြက်များအရသိရပါတယ်။ စစ်ကော်မရှင်သည်၎င်းတို့၏နေရေကံဖြူဟောင်းကုန်းကိုဘုံကျဲချတိုက်ခိုက်ပြီးစခန်းတွင်ရှိအမြောက်များကိုပါတဲထုတ်ပြေးသည့်အတွက်ဖြူဟောင်းကုန်းကိုသိမ်းနိုင်ပြီးဟုဒေသခံများကသုံးသပ်ပြောကြားခြင်းဖြစ်ကြောင်းစီဒီအမ်ပူကြီးစင်ရောကဆိုထားပါသည်။နေရေကံအနီးတဝိုင်းကာကင်းစခန်းများအသိမ်းခံရပြီးနေရေကံဖြူဟောင်းကိုလည်းလက်လွတ်လိုက်ရသည့်စစ်ကော်မရှင်သည်လေကြောင်းပစ်ကူနှင့်မြေပြင်စစ်ကြောင်းအကူတို့ဖြင့်နေရေကံစခန်းကိုပြန်တက်လာနေပြီးတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါသည်။စစ်ကော်မရှင်တပ်ဖွဲ့များအနေဖြင့်အင်အားဖြည့်တန်းများကိုပို့ထားတော်လဲ တုံးကြီးလန်းစုံနာအထိသာတိုးနိုင်ပြီဖြစ်ကြောင်းသိရပါဗျ။